ရှင်သောဘုရားသခင်ကျေးရောင်ချင်မပါရယ်အားလုံးမင်္ဂလာပါခမဒီနေ့တော့ဘုရားသခင်ကိုဆံရပါဆိုတဲ့အကောင်းဆုံးလေးနဲ့ခွန်အားပေးတော်မှာဖြစ်ပါတယ်ဆလံချန်းအခန်း40စာပိုက်1နဲ့2ကိုဖတ်ပါမယ်တမင်တရေသည်ရည်စည်းသောချောင်းကိုတောင်းတတဲ့သို့အကျွန်ုပ်ဝိညာဉ်သည်ကိုရောကိုတောင်းတပါသည်ဘုရားငါဝိညာဉ်သည်ဘုရားသခင်တည်ဟူသောအသက်ရှင်တော်မူသောဘုရားကိုငတ်လိုက်အဘေကာလမှဘုရားသခင်ထံသို့ ရောက်၍မျက်နာပြရအာနေပြောတာတွေ့ရတယ်။ဟောအဲ့တော့တမင်တရေကဒီရေစီးသောချောင်းဆိုသူရင်ငတ်နေတယ်ပေါ့။ဟောအဲ့တော့ရင်ငတ်တဲ့ခါမှာတမင်တရေကသူ့နားမှာရှိတဲ့စိမ့်လန်းနဲ့ကြက်စားရနေရာလက်ကယုံဆိုင်ပါအောင်။နော်။ဘောင်ပဲလွတ်ချင်တယ်လေရေပဲတောက်ချင်တယ်။ဟောအဲ့တော့အဲ့ဒါကြောင့်သူကရေကိုပဲတောင်းတနေတယ်။တခြားအရာတွေပါရှိရှိ နော်မလွတ်ချင်းဘူးအဲ driver တဲ့နော်ငါဝိညာဉ်ကလည်းဘုရားခင်တည်ဦးတော့အသက်ရှင်တော်မူသောဘုရားကိုငတ်လိုက်တဲ့အဘယ်ကာလမှဘုရားခင်ထံသို့ရောက်၍မျက်နှာပြရန်အံ့နေအဲ့တော့ဒီမြကြီးပေါ်မှာဘလောက်ပဲဟာလာချမ်းသာပါစေကြွယ်ဝပါစေဘုရားခင်စီကိုပဲသူကရောက်ချင်တယ်ဘုရားခင်နဲ့ပဲအတူနေချင်တယ် ဘုရားသခင်ကိုနော်ရေစာတယ်လို့စာတယ်ပေါ့ပြောချင်တာနော်ရေငတ်နေတဲ့ချိန်မှာတခြားဘာမှနော်မလို့ချင်ဘူးရေကိုပဲလို့ချင်တယ်အဲ့တဘောပဲတခြားဘာရှိရှိဘုရားကိုပဲဆံငတ်နေတယ်နော်ဘုရားသခင်ကိုပဲမြင်ချင်တယ်ဒီလိုပြောတာဖြစ်ပါတယ်အာဗျံကြီးရလဲတိုင်းမှာပဲသူဂရိတော်မြေကိုရောက်တဲ့ခါမှာအဲဂရိတော်မှာသူဘလို့နေလဲဆိုတော့သူကဧည့်တယ်လို့ပဲနေတယ်ဘာဖြစ်လို့လဲဆိုတော့တဲ့ နော်ဖျားခင်တီထောင်ပြုစုတော်မူသောခိုင်ခတ်သောမြို့ကိုမျောလင့်တည်းဆရာဖျားသခင်စီရောက်ဖို့ပဲသူကမျောလင့်တောင်းတတယ်ဖျားကိုပဲဆံငတ်တယ်ဒီမြေကြီးပေါ်မှာသူဘလောက်ချမ်းသာတယ်ဆိုတော့အလုံးသိတယ်တော်တော်လေအဲ့ဓာရီဟာခဏပဲနော်အဲ့တယ်လို့ပဲနေတယ်ဇင်ခံပြိရမအဲ့ဓာနဲ့တာယာမနေဘူးတဲ့ဖခင်နဲ့အတူနေရဖို့ကိုပဲမျောလင့်ပြနေတယ်လို့ပြောတာတွေ့ရတယ် ဒါကြောင့်ကျွန်တော်တို့နှစ်ကောခန်းငါဆပိုက်တင်းတဲ့နှစ်မှာယာယီတက်ဖြစ်တော့ငါတို့မြေအိမ်ဒီပြက်လင်းကောင်းကင်ဘုံ၌လူလက်ဖြစ်မလို့ပဲဘုရားခင်ဖန်ဆင်းတော်မူသောနှိမ့်ဆထားရအင်ရှိချောင်းငါတို့တိကြည်သူတို့ပြောတာတွေ့ရတယ်နော်ကျွန်တော်ရဲ့ဒီခန္ဓာကလည်းဧည့်သည်ပဲဒီမြေကြီးကလည်းပုံမှန်လည်းကျွန်တော်ဧည့်သည်ပဲနော်အဲ့ဒါကြောင့်နော်ဒီမှာအမြဲတမ်းမနေရဘူးဆိုတော့တိတဲ့အတွက်ဘုရားသခင်နဲ့အမြဲနေရမယ် အချိန်ကိုကာလကိုပဲမျောလင့်တယ်ဘုရားနဲ့ပဲအတူနေခြင်းတယ်ဟောဒီလိုပြောတာတွေ့ရတယ်နော်ဒီထွမြောက်ကြံခန်း33မှာလည်းဘုရားသခင်နဲ့မောရှိရဲ့အကြောင်းတွေ့ရတယ်ဘုရားသခင်ကမောရှိကိုမင်းတို့ကောင်းကင်ကမှာငါလွတ်မယ်တဲ့ तू ပုတ်ပေးမယ်တဲ့ငါကိုယ်တိုင်မလိုက်ဘူးတဲ့မင်းတို့ခေါင်းပါတယ်တဲ့အလေးပင်ခိုင်ပါတယ်ပေါ့ပြောဆိုတော့ခက်တယ်လို့မျိုးတဲ့ဒါမောရှိက တကယ်တမ်းကျတော့ကောင်းကင်ဘုရားနဲ့လဲဒါဂရိတော်မြေဟောဘုရားသခင်ချမ်းသာပြီးနှုတ်နှုတ်နဲ့ပြည့်စည်တယ်ပြီကိုရောက်နေတာပဲဒါပေမဲ့မောရှေကကိုရမပိုင်မသွားဘူးတဲ့ဟောကြည့်နော်မောရှေကဒီချမ်းသာကြွယ်ဝချင်းဟာလာဂရိတော်မြေထက် तू ကဘာပို့လို့ချင်းလဲဘုရားသခင်ပို့လို့ချင်းလဲကိုရမပိုင်ဘယ်လောက်ချမ်းသာတဲ့နေရာပါစီကျွန်တော်မသွားဘူးသူတို့ပြောတာတွေ့ရပါတယ် ဒါကျွန်တော်တို့မှလည်းဒီလိုစိတ်နှလုံးသားလေးရှိဖို့ကိုရောလိုရှိပါတယ်။ဒါကြောင့်မိကြီးရောက်ကိုဆွဲလန်းကြတဲ့အထက်ရောက်ကိုသာဆွဲလန်းပါပြောတာဖြစ်ပါတယ်။မိကြီးရောက်ဆွဲလန်းခြင်းကနော်မိကြီးအရာဆိုတော့လီလောကအရာပေါ့ဒီလောကအရာဆိုတော့မတည်ငြိမ်ပါဘူး။နော်အာနာလူချင်းတော့အာနာရလေဒီအာနာကခဏပါပဲ။နော်ငြိမ်သက်ခြင်းလည်းမရှိပါဘူး။ပတ်စံရလို့ နော်ဒီပတ်စံကလည်းကိုယ်တချို့နေရာတွေမှာအသုံးဝင်ပေမဲ့တချို့နေရာမှာကိုယ်မကဲနိုင်ပါဘူးမကူနိုင်ပါဘူးနော်ဆိုတော့ဒီလောကအရာဆိုတော့သူကိုယ်တိုင်မမြဲတာဖြစ်တဲ့အတွက်ဒီလောကအရာကိုဆွဲလမ်းမိရင်တော့ကျွန်တော်တို့ဟာလောကနဲ့အတူရင်းရိုင်နေမှာဖြစ်ပါတယ်ရင်းရိုင်နေမှာဖြစ်ပါတယ်အဲ့တော့မပြောင်းမလဲနေဆက်ထားရဖះကိုကျွန်တော်တို့ကဆံငတ်မယ်ဆိုရင်နော်နော်ကျွန်တော်စဉ်လုံးဟာလေ လားအစင်ပဲတည်ငြိမ်နေမှာဖြစ်တယ်အဲ့တော့ဒီဆာလံ34စာပိုက်30မှာ ချင်းသေးတို့တွေဆင်းရဲ၍ငတ်မချင်းတို့ရောက်တော်လဲငတ်မချင်းကိုခံရတော်လဲထာဝရဘုရားကိုရှာတော်သူတို့၌ကောင်းတော်ရာတစုံတစ်ခုမြမလို့ရပြောရတည်ရတယ်အဲ့တော့ဘုရားသခင်ကိုဆံငတ်တဲ့ခါမှာရှာတယ်ပေါ့ရှာတော့တွေ့တယ်ပေါ့တွေ့တဲ့ခါမှာเนาะတခြားအရာဘာမှမလို့တော့ဘူး နော်မလိုတော့ဘူးတဲ့သူ့ရဲ့လွင်ဆန္ဒနော်ပြည့်စုံသွားပြီသူတို့ပြောချင်တာဖြစ်ပါတယ်ကောင်းတော့အရာမလိုတော့ဘူးဆိုတာနော်ဖျားကိုယ်တိုင်နဲ့အတူနေရမှာတော့အတူရှိမှာတော့ကျန်တာငါမလိုချင်တော့အားလုံးပြည့်စုံသွားပြီသူတို့ခံစားတာဖြစ်ပါတယ်ပေါ့ဒါကြောင့်ဒီနေ့ကျွန်တော်သက်တာမှာလဲနော်မြေကြီးပေါ်မှာတော့ကျွန်တော်အတုံးလိုတဲ့အရာလေးတော့ရှိပါတယ်အဲ့တော့လေဖျားသခင်ကငါပေးမယ်လို့ပြောပါတယ်နော် ဒါကြောင့်ဒီလောကအတွက်ကျွန်တော်ယုံကံလှုပ်ရှားတဲ့အခါမှာလည်းဒီနေ့နော်ဒီလောကကြီးကိုဆွဲလန်းပြီးတော့မှဆွဲလန်းနေဆိုတော့ဗာလဲတတ်မဲ့မမောနေတာနော်အဲ့လိုမရှိပါနဲ့ပေါ့လွားမှုတစ်ခုအတွက်လှုပ်ဆောင်နေခြင်းပဲဖြစ်ရပါမယ်တကယ်အန်တီမရင်မချက်ကတော့ဘုရားသခင်ကိုရှာဖို့ဖြစ်တယ်ဘုရားသခင်ကိုဆံငတ်ဖို့ဖြစ်ပါတယ်ဘုရားသခင်ဆံငတ်ရင်သင်ဘုရားသခင်ကိုရှာမှာဖြစ်တယ်ရှာရင်တွေ့မှာဖြစ်ပါတယ်တွေ့ရင်တော့ဒီလောကမှာနော် ဖခင်နဲ့အတူနေရရင်တော့သင်ဟာနော်စိတ်အလိုပြည့်စုံတော်သူဖြစ်လာနိုင်မယ်။လူရင်ဆန္ဒနော်ပြည့်စုံတော်သူဖြစ်လာနိုင်မယ်။နော်ဒါကိုတယောက်တည်းမဟုတ်ပါဘူး။ခုနပြောတဲ့အာဗျာန်တို့မောရှိတို့ကြည့်ပါ။နော်ဆာလန်စရာဒါဝိကြည့်ပါ။တိုင်းမဲ့သွားတာဖြစ်ပါတယ်။တိုင်းသွားလို့ဖခင်ဘယ်ဆန္ဒတော်ကြောင့်ဒီမိကြီးပေါ်မှာတခြားရရဲဘာမှမရှိတော့ဘူးလို့မဟုတ်ပါဘူး။ ဖခင်ကလိုအပ်တယ်လို့ပေးနေပါတယ်သူတို့နော်တော်ရဲအဲ့ဒီအရာပေါ်မှာသူတို့စိတ်ကိုကြောက်မချထားဘူးဖခင်သခင်နိုင်ပဲကြောက်ချထားတဲ့ခါမှာနော်သူတို့ဟာလူရင်ဆန္ဒပြည့်စုံအပ်တော်သူဖြစ်တယ်ဒါကြောင့်သူတို့ကတော့ပဲဖခင်သခင်ဆန်ငါပါဒါဆိုရင်တော့သင်ဟာဒီလောကမှာလူရင်ဆန္ဒပြည့်စုံအပ်တော်သူဖြစ်လာလိမ့်မယ်လို့ခေါ်ပေးနေနေကုန်ချုပ်ပါတယ်ဖခင်သခင်နဲ့သင်တို့အလုံးကောင်းချီးပေးပါစေတော့အာမင်